င့်ထံမှာကြီးကန်းတွေကတအားအားအောင်မြင်နေသလိုနေလုံးကြီးကလည်းအလျံတကြီးတောက်လောင်နေတဲ့မီးလုံးကြီးတစ်လုံးလိုဖြစ်နေတယ်။မြေပြင်မှာတော့မျက်စိတဆုံမြင်တွေ့နေရတဲ့မြင်ကွင်းတိုင်းက၆တယောက်ထနေပြီးတော့ပကြအပ်နေတဲ့လေကွင်းဖြစ်နေပဲဖြစ်ပါတယ်။ဒီရက်ဒီသားမှာမိုးခေါင်နေတာဖြစ်ပြီးတော့မိုးတစက်တစ်ပေါက်မှတော့မှမရွာတာကြောင့်လယ်ရီပကြအကုံနာဖြစ်ပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးတော့တပြင်းအကျဉ်းချင်းချမိတ်နေသူကတော့သူရပါပဲ။ အရင်တုန်းကဒီရွာလေးကစိုက်ပျိုးရေးဖြစ်ထော်ပြီးတော့တရွာလုံးစီးပွားရေးခြောင်လေယုံသာမက လူနိုင်တန်းတန်းတဲ့အထိဖြစ်ခဲ့ပါတယ်။စိုက်ပျိုးမြေကောင်းလုံးလုံးမြေကြီးကအရွှေသီးပြီးတော့စီကိုရေချိုးဆေးရိုးမီလုံးစဘာတောင်လုံးပုံအထိတောင်မှပျော်စမတ်ပြုခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ။ဒါပေမဲ့မိုးခေါင်နာကတနစ်ထက်တနစ်ပိုဆိုးရလာချိန်မှာတော့စီးပွားရေးက ချွတ်ချုံကျလာခဲ့ပါတယ်။အခုဆိုရင်တော့ရွာတွေကလေသမားတစ်တိုက်က6တရောင်းထားနေတဲ့လေကွင်းလေးကိုကြည့်ပြီးတော့စိတ်တက်တွေကြာနေပါတယ်။ လယ်သမားတယောက်ကကြည်စမ်းမအောင်ကွာဘယ်နေရာကြည့်ကြည့်ပတ်ကြားအတွေ့ကြီးပဲတသက်နဲ့တကောဒီလောက်ချောက်သိနေတဲ့လယ်ကွင်းတွေကိုတခါမှမမြင်ဘူးသေးဘူးဘလို့လောက်ကြမလဲကျွန်တော်လည်းနေရှိသူရဒါပဲထိုင်စင်းစားနေရတာပဲဗျဒါပေမဲ့မိုးမှမရတာမိုးမရတော့ရေရမရအောင်ကျုပ်တို့မှမြစ်ကြီးတစ်စင်းတော့ရှိပါရဲ့ဒါပေမဲ့ဝေးလွန်းတော့ကြတဲဖို့ကလည်းအဆင်မပြေဘူးဗျမြစ်ကြီးကိုဘေးမှထားပြီးတော့ရေရှားနေရတဲ့အဖြစ်တစ်နှစ်ကရင်နာဖို့တောင်ကောင်းတယ် ကျွန်တော်တွေကိုနတ်ဖျားတွေကများတန်းခတ်ထားသလားမသိပါဘူးဗျာ။နတ်ဖျားတွေရဲ့တန်းခတ်ထားသလားမသိဘူးဆိုတဲ့စကားအဆုံးမှာနောက်ကလေသမားတွေကလည်းကြောက်လန့်တကြားနဲ့လက်အုပ်ချီပြီးတော့အသီးသီးတောင်းပန်လိုက်တယ်။ရိုးသားတဲ့တောင်းသူလေသမားတွေက မကောင်းတာတွေတခုခုဖြစ်လာတိုင်းနတ်ဖျားတွေကအပြစ်တန်ခတ်လို့ဆိုတဲ့အတွေ့ကို အရင်ဆုံးတွေးမိတာကြောင့်အခုလိုတောင်းပန်လိုက်တာဖြစ်ပါတယ်။ဒီအချိန်မှာပဲသူရတယောက်ကတော့လူတွေစုယုံစုယုံဖြစ်နေတဲ့နေရာစီကိုဥတီပြီးတော့ရှောက်လာနေပါတယ်။ သူရောရဲ့မျက်နှာကကြည်လင်နေပြီးတော့အကြံကောင်းတစ်ခုကိုရထားတဲ့ပုံစံလေးပေါ်ပါတယ်။အဲဒီနောက်သူရောကဦးကြီးတို့အားလုံးစိတ်မပူကြပါနဲ့ကျွန်တော်အကြံကောင်းတစ်ခုကိုရထားပါတယ်။ဒီကြံကိုအကောင့်ထဲဖို့အတွက်ဆိုရင်တော့တတိကြီးဦးရွှေရဲ့အကူအညီလိုတယ်ဗျ။ဟုတ်လားသူရမင်းဒီပြဿနာကိုဘလို့ဖြေရှင်းဖို့စိတ်ကူးထားလို့လဲ။အကြံကောင်းဆိုတာဘာလဲကွာ။လာပါဗျာ။ဦးရွှေစီကိုအရင်သွားကြတာပေါ့။ပြီးမှကျွန်တော်ပြောပြမယ်။သူရောရဲ့ဦးဆောင်မှုနောက်မှာ လေသမားတက်တိုက်လဲမိကွန်းတွေကိုစီနဲ့လိုက်လာတယ်။ဒါပေမဲ့မျောလင်းချက်လေးတစ်ခုရှိလာတာကြောင့်အားလုံးလည်းတကြွနေပါတယ်။ဒီနယ်တွဲမှာတထင်းကြီးဥွှေကအင်ကြီးရခိုင်နေနေတဲ့လူချမ်းသားတဦးဖြစ်တယ်။ဥွှေကလေသမားတွေကိုစိုက်ပျိုးရေးချင်းငွေထုတ်ပေးပြီးတော့တီးနံတွေရောင်းချချိန်မှာအတိုးအရင်မှယူရင်ကျွဲဝလာသူပါ။ဒီနယ်ကြောမှာဥွှေစီကချင်းငွေမယူဘဲကင်းကင်းရှင်းရှင်းနေနိုင်သူဆိုတာအတော်လေးကိုရှားပါတယ်။သူတို့လေသမားတက်တိုက် တထဲကြီးဥရွှေအိမ်ကိုရောက်တော့အပေါဝါမှာလက်နက်ကင်ထားပြီးတော့မျက်နှာကြောတင်းတင်းနဲ့အဆောင်တယောက်ကတားလိုက်တယ်။အဲဒီနောက်အဆောင်ကခမရတို့ဒီကိုဘာလာလောက်တားလဲလူတွေကလည်းအများသားပါလားကျွန်တော်တို့တွေကလဲသမားတွေပါတထဲကြီးဥရွှေနဲ့တွေ့ကြလို့လာခဲ့တာပါတွေ့ခင်ပေးပါသူတော်ကရှေ့ကနေဦးဆောင်ပြီးပြောလိုက်တော့နောက်ကလေသမားတွေကလည်းတယောက်တစ်ပေါင်းနဲ့ဥရွှေကိုတွေ့ကြနေဆိုပြီးတော့ဝိုင်းပြောလိုက်ကြတယ်နေပေါင်းနေပေါင်းခမရတို့ကလည်းတယောက်တစ်ပေါင်းနဲ့ဘာကိစ္စနဲ့တွေ့ကြတာလဲ ဆိုင်ပြိုးရင်ချင်းငွေတို့သာပြောလိုက်ပါဥရွှေကကျွန်တော်တို့ကိုချက်ချင်းလက်ခံလိမ့်မယ်အချိန်မရှိဘူးမြင်မြတ်သွားပြောကြည့်အဲ့ဒါကြောင့်အဆောင်ကလည်းဥရွှေကိုတန်တော်ဦးတင်ဖို့အတွက်အိမ်ထဲကိုအပြေးတစ်ပိုင်းဝင်သွားတော့တယ်အိမ်ထဲမှာတော့ဂီတအတန်ကိုနားထောင်ရင်တထင်းကြီးဥရွှေတယောက်ကလထိုင်ပေါ်မှာတတောင်းတတာနဲ့အနားယူနေတယ်ဒီအချိန်မှာပဲအဆောင်ကဥရွှေတို့စီကိုရောက်လာပြီးတော့ဖြစ်ချောင်းကိုစင်ကိုတန်တော်ဦးတင်လိုက်တယ်ဒီအတွက်ဥရွှေကလည်းအံ့အားသင့်သွားပြီးတော့ လေသမားတွေကစိုက်ပျိုးရေးချင်းငွေတွေလာကြတာလားအချိန်မဟုတ်အခါမဟုတ်ထူးဆန်းလာကြည်လားကောင်းပြီငါလာခဲ့မယ်ဒီလိုပြောပြီးတော့ဦးရွှေတယောက်ထိုင်ရန်ကထပြီးတော့အပေါ့ဝါကိုထွက်လာလိုက်တော့တယ်အပေါ့ဝါမှာလေသမားတစ်တိုက်ကိုတွေ့တော့ဦးရွှေကကဲစူးစမ်းမအောင်ခမရတို့လေသမားတွေချွေးငွေလာယူတာလားပြန်လာဆက်တာလားနှစ်ခုလုံးမဟုတ်ပါဘူးတထေးကြီးဟော်ရီကသူရကပြောပြပါလိမ့်မယ်ဒီနေ့တော့တထေးကြီးရဲ့ချွေးငွေကိုကျွန်တော်တို့ပြန်ဆက်နိုင်မယ်မထင်ပါဘူးဟမ်အဲ့ဒါဘာပြောတာလဲကွာ ဘာချိုးချိုးတာလဲချေးပြီးရင်ပြန်ဆက်ရမှာလေဟုတ်ပါရဲ့တထေးကြီးကျွန်တော်တို့တွေပြန်ဆက်ဖို့ငွေမရှိလို့ပါဒီချိန်မှာပဲလေသမားတယောက်ကနေဟုတ်တယ်ဗျဒီနေ့မှာမိုးခေါင်တိုင်းလည်းလွန်ချက်ပဲလယ်ရီကပတ်ကြားကိုအက်လို့ရေမရှိရနဲ့ဘာပင်မှလည်းစိုက်မဖြစ်ဘူးတထေးကြီးကိုချင်းငွေပြန်ဆက်ဖို့မပြောနဲ့ကျွန်တော်တို့မှာစားစရာတော့မရှိဘူးဒါတွေကိုကြောက်ကြူးဆိုင်မယ်လို့ထင်နေရလားခမားတို့အကြိမ်မောင်းများစွာကုညီခဲ့ပြီလေဒီတစ်ချိန်တော့မရတော့ဘူးဗျကျုပ်မှလည်းကျုပ်စီပွားရေးနဲ့ကျုပ်ပဲ တထင်းကြီးရဲ့စကားအဆုံးမှာသူရကဒီလိုဆိုရင်အကူအညီတစ်ခုလောက်ထပ်တောင်းမအောင်ပဲခင်ဗျာကျွန်တော်တို့ရဲ့တထင်းကြီးစီကဝါရီလိုချင်ပါတယ်ဝါရီကိုသာရရင်တော့ချင်းငွေပြန်ဆက်ဖို့ကိုမပူပါနဲ့မင်းကဝါရီနဲ့ဘာလို့မလို့လဲတေချာရှင်းပြစမ်းတထင်းကြီးလက်တွေ့ပဲကြည့်လိုက်ပါကျွန်တော်တို့တက်တည်ပြပါမယ်ကောင်းပြီလေဒီလိုဆိုငါစီကဝါရီလိုတဲ့လောက်ယူသားဒါပေမဲ့ချင်းငွေကိုတော့မဖြစ်မနေပြန်ဆက်ရမယ်ဟုတ်ပြီလားငါကူညီနိုင်တာကဒါပဲရှိတယ် တထေးကြီးဥရွှေကဒီလိုပြောပြီးနောက်ဝလုံးတွေထားရကိုဥဆောင်ခေါ်သွားလိုက်ပါတော့တယ်။လေသမားတွေကလည်းလိုက်ဝင်သွားပြီးတော့တထေးကြီးအိမ်မှာထောင်ထားတဲ့ဝါးတွေကိုနိုင်တလောက်တည်လာလိုက်တယ်။သူတို့ကတော့သူ့စိတ်ကိုယ်ကိုအကောင့်ထည့်ဖို့နိုင်မှု လက်တကမ်းမဲလိုတော့တယ်ဆိုတာကိုသိပြီးတော့ကျေနပ်အားရနေပါတယ်။ညနေနေညိုချိန်တိမ်တောက်ချိန်မှာတော့သူတို့အပါအဝင်လေသမားတွေအားလုံးကဝါးတွေကိုပခုံးထမ်းတည်ပြီးတော့တည်တယ်လို့နွားလှဲတွေနဲ့အပြည့်တည်ပြီးတော့တည်ကရွာကိုပြန်လာလိုက်ကြပါတယ်။ ။နောက်တနေ့မနက်ရောက်ချိန်မှာတော့သူတော်တွေကဝါးတွေကိုလက်ကွင်းပြမှာစုပြုံထားပြီးတော့လုပ်ငန်းဆောက်ဖို့ပြင်နေခဲ့ပါပြီ။အရင်နောက်သူရကတကြွတဲ့လေသန်းနဲ့"ကိုင်ဦးကြီးတို့ကျွန်တော်တို့လောက်မှာကဝါးတွေကနေရေထွက်အောင်လုပ်ဖို့ပဲ။နေမပူခင်လုပ်ငန်းဆောက်လိုက်ရ။ဝါးတွေကနေရေထွက်အောင်ဘယ်လိုလုပ်မှာလဲကွ"သူရရပြောချက်မအောင်ကျွန်တော်ပြပြပါမယ်ကိုရင်းလေးလုံမယ်ဦးကြီးရောကျွန်တော်တို့တောင်ကြည်နေအဲဒီနောက်မှာတော့သူရကမီးဖို့ခိုင်းပြီးတော့တန်ချောင်းတွေကိုအပူပေးခိုင်းနေ နေရဲနေအောင်အပူပေးပြီဆိုတော့လုပ်ငန်းဆောက်ကိုပြန်လိုက်ကြတော့တယ်။မြေကွက်လမှာတော့ဝါဖြတ်တဲ့သူကဖြတ်၊ဝါတဲ့တဲ့သူကတဲ့၊ဘေးကရက်ကြီးတဲ့ရွာသူရသားတွေကတမျိုးစီကားနေတယ်။အဲဒီနောက်အပူပေးထားတဲ့တန်ချောင်းတွေကိုဝလုံးကောင်းနဲ့ထိုးထိတ်လိုက်ပြီးတော့တင်းပုတ်နဲ့နှက်လိုက်တယ်။ဒီလိုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကဝစစ်ပိတ်တွေကိုအပေါက်ဖောက်ပြီးတော့တောက်လျှောက်အခေါင်းဖြစ်သွားအောင်လုပ်တာပါပဲ။အခေါင်းပေါက်ဖြစ်အောင်ဖောက်ထားတဲ့ဝလုံးတွေကိုတစ်ချောင်းနဲ့တစ်ချောင်းဆက်ဖို့အတွက်လဲလှုပ်လိုက်ပြန်တယ်။ ဒီခါမှာပူကြီးရဲ့ဝက်ဆက်ပိုင်းတွေကို အပေါ်အုပ်ပြီးတော့တန်နဲ့နှစ်ကတစ်ချောင်းနဲ့တစ်ချောင်းဆက်လိုက်တယ်။ရွာရဲကမြေကွက်လက်မှာတော့တူရိုက်တဲ့သူကရိုက်၊ဝါဖြတ်တဲ့သူကဖြတ်နေတက်ညီလက်ညီအလုံးလုံးနေကြတယ်။အားလုံးရဲ့စိတ်ထဲမှာလည်းတခုခုကိုလုံနေရတာကြောင့်စိတ်ဓာတ်ကျနေတာတွေပျောက်ကွယ်သွားပြီးပျော်မြူးနေတယ်။အဲဒီနောက်မှာတော့ဝလုံးတွေရဲ့အစွန်းတစ်ဖက်ကိုပကြားအပ်နေတဲ့လေကွင်းတွေဘက်မှာသူရကထားလိုက်တယ်။အဲဒီချိန်မှာပဲလေသမားတယောက်က"ကိုင်းဒီအထိတော့ပြီးပြီ ကျွန်တော်ဘလို့ဆက်ကြမလဲစိတ်ချပါဗျလာကျွန်တော်တို့ရေမြကန်းနာဘေးကိုသွားကြမယ်သူတော်တွေကဝလုံးတွေကိုတစ်ခုနဲ့တစ်ခုဆက်လိုက်ချိန်မှာတော့အတော်လေးကိုရှည်လျားတဲ့ဝလုံးတွေကြီးဖြစ်သွားခဲ့တယ်ဒီအချိန်မှာတချို့တွေရဲ့စိတ်ထဲအခုလလုံးတာက အလုတ်ဖြစ်ပါမလားဆိုရင်တန်တရာတွေရှိနေတော့မယ်ဖြစ်ပါတယ်ကောင်းငင်ထမနေလုံးကြီးကခေါင်းမော်တတရောက်နေပြီဖြစ်ပြီးတော့အောက်မှာတော့မြကြီးတစ်စင်းကတသွင်သွင်စီးစင်းနေတယ်သူတော်တွေကတော့နေပူရာကိုလုံးဝခင်းမဆိုင်ဘဲနဲ့ မြစ်ရှိယာစီကိုထလာလိုက်ပါတယ်။ဒီလိုနဲ့အချိန်တစ်ခုအကြာမှာတော့သူတို့တွေမြေကဲနာဘေးကိုရောက်သွားပြီးတော့မြေတူးဖို့လုံလိုက်တော့တယ်။မြေတူးပိတ်ချိန်မှာ သူတို့ကထိပ်ပိုင်းချွန်ထားတဲ့ဝလုံးတွေကိုတန်းစီပြီးတော့ကိုင်းလိုက်တယ်။အဲဒီတော့အချိန်နဲ့ပြေးပြီးတော့ဝလုံးတွေကိုမြေကြီးရဲကိုစိုက်ထိုးလိုက်ချိန်မှာဝလုံးတွေကမြေကြီးကိုထုတ်ချင်းပောက်သွားပြီးတော့